နေစီမိုးလေဝါသားတဲ့နဟနုဆောင်ကခုနှစ်အော်တိုဝါလာ16ရက်နေ့နနက်9:00နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အချိန်နေမှာဘင်္ဂလားပင်လယ်အော်အရှိတ်အလဲပိုင်းမှာတင်အနေငယ်ဖြစ်ထောနေပြီးကပလီပင်လယ်ပြင်နဲ့ဂျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တင်အသင်းတင်းမှာတင်ထူထမ်းနေပါသည် ထူးခြားတဲ့အချိန်တွေမှာယနေ့မြန်မာစံတော်ချိန်9:30မိနစ်အချိန်တိုင်းတော်ချက်များအရဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းတွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းဖန်ရှင်သည် အနောက်အနောက်မြောက်ဘက်သို့ရွေ့လာခဲ့ပြီးဖိလစ်ပိုင်နိုင်ငံလူဆုံးကျွန်းတောင်ပိုင်းပင်လယ်ကွေ့သို့ရောက်ရှိခဲ့ပါသည်အဆိုပါအပူပိုင်းမုန်တိုင်းဖန်ရှင်သည်မြောက်အနောက်မြောက်ဘက်သို့ရွေ့လာနိုင်ပြီးဖိလစ်ပိုင်နိုင်ငံလူဆုံးကျွန်းသို့ခက်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည် ဂျင်းနေညနေအထိခမ်းမန်းကျမ်းမှာနေပြီးတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်ချင်းကြီးနယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကွက်ကြရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရော်ရီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထချုံရွာမီရွာရန်ရာခိုင်နှုံးပြည်ဖြစ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာ အေယံဝရီတိုင်းဒေသကြီးတွင်မိုးတိမ်တောင်များဖစ်ထိုးမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လာရာနေရာတလျှောက်တွင်မိုးရွာစွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးချိုပစ်ခြင်းလျှက်စည်းလက်ခြင်းနှင့်မိုးတိကျွေခြင်းနာသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသည်ထင်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည် မြမပင်လေပင်လှိုင်းအနေငယ်မအလှိုင်းအတင်းအတင်းရှိမီလှိုင်းမီမှာမြမကန်ယိုတန်တရှောင်းနှင့်ကန်လွန်ပင်လေပင်တို့တွင်လေးပြေမချပေကန်ရှိနိုင်ပါသည်နောက်နှရအတွက်ခမန်းကြမှာတနင်းသားတွေတိုင်းဒေသကြီးတွင်မိုးပေါ်လာမီယခုညနေညနေမိုးဒိန်တောင်ထိနိုင်ခြေရှိသောဒေသတချို့မှာနမမြို့တွင်တောင်တွင်ကြီးကြောက်ဆဲပင်ဦးလွင်ဝမ်တွင်မိုးကော့ ထန်းတပင်မိုးညိုမင်းလာတာယာဝရီဟင်သာဒမြို့နယ်များအတွင်မိုးတိမ်တောင်များရှိနေတာတွေ့ရပါတယ်။မိုးတိမ်တောင်များ၍လာလျာတလျှောက်နေရာကွက်ပြီးမိုးများတက်ပါသည်။တခြားမြို့နယ်များလည်းရှိလာနိုင်ပါသည်။နေပြည်တော်နှင့်အနီးအဝိုက်တွင်ယနေ့ညနေအထိခန့်မှန်းကြမှာနေရာကွက်ကြားမိုးထစ်ကြုံရွာမည်ဖြစ်ပါသည်။ရန်ကုန်မြို့နှင့်အနီးအဝိုက်တွင်ယနေ့ညနေအထိခန့်မှန်းကြမှာနေရာကွက်ကြားမိုးထစ်ကြုံရွာမည်ဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးအဝိုက်တွင်ယနေ့ညနေအထိခန့်မှန်းကြမှာနေရာကွက်ကြားမိုးထစ် 小米平板的。